လှုပ်ဖို့ဟင်ကံမင်းကတတ်မှတ်ရပြည့်သွားပြီဆိုတော့အချင်းရောကောင်းရလားအေးဟာကံမင်းကတတ်မှတ်ရပြည့်သွားပြီဆိုရင်လည်းရရှိထားတဲ့ထောက်ပံ့မှုရပိုင်းတော့အာအရင်နေ့နေ့တည်ရင်ဒီမှာလေးအဲ့ဒါဆိုညီမလေးကိုခုလုံးနေရမြို့ပြဆစ်စင်ရေးရှိလာမယ်မြို့ပြဆစ်စင်ရေးမှာရဲဘော်ကိုရွတ်တက်တဲ့ကြီးကြီးစားနေရခါကြီးစေးဝါးကြီးပြီးရင်အစစ်မြတ်တုံးကြီးဖြစ်စီပြီးနိုင်မှုမဖြစ်နိုင်ပါဘူးနော် ဲ့ညီမအကြံပေးချင်တယ်။အင်းညီမလေးတို့အခုလုံးနေရဲ့မြို့ပြနေရဲ့ MS 27ကိုလေတက်တန်းထက်တူရင်ရောမကောင်းလား။အင်းတော့နေ။အမလည်းစဉ်းတော့စဉ်းစားမိရဲ့။ဒါဆိုရင်ဒီလိုလို့အခုကမ်ဘိန်းမှာတာဝန်ယူထားတဲ့အကူစီမှာအမတို့သွားပြီးဆွေးနွေးကြရင်မကောင်းလား။အင်းကောင်းတယ်ကောင်းတယ်။အဲ့ဒါဆိုတော့ကြာမယ်နိ။ဟုတ်ဟုတ်။မောင်ကြီးဟွာအမအိုလေးတစ်ချက်လောက်ထမင်းအိုလေးကြည့်ပေးတာနော်ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကိုယ်ဟိုင်းလာဟိုင်းလာ ။ဟုတ်။နာလီတို့ရဲ့မြို့ပြနေတဲ့ MS 27ဆိုရဲကံမဲကအခုဆိုလို့ရှိရင်တမတ်ရပြည့်သွားပြီနော်။ဟုတ်တယ်ဒီမှာ။အခုကံမဲကတမတ်ရပြည့်သွားပြီဆိုရင်မာလီတို့လက်ခံရရှိထားရဲထောက်ဖို့ရာဂိုင်းတို့နေရအရန်နည်းနေသေးရဲ့ကိုကြီး။อืมနာလီတို့ဘာစားလုပ်ကြမလဲ။နာလီတို့ရောကံမဲနဲ့ပတ်သက်ပြီးကြံပေးတယ်။အဲနာလီတို့တိုင်ရင်ထားပြောပြလိုက်မယ်လीနော်။อืมနာလီပြောပြလိုက်လीဒီလိုကိုညီမလေးတို့အခုလုံနေရဲ့မြို့ပြနေတဲ့ MS27 ကံမဲကိုညီမလေးတို့ကနောက်ထပ် တတန်းတလထထိုးချင်တာပေါ့အကိုကအကြံပေးရပါကိုကြီးဘာလို့စဉ်းစားနေရလဲကိုပြည်သူတွေအကြောင်းစဉ်းစားနေတာဟမ်ဘာလို့လဲလိုလိမ့်မှာလေအာကိုတို့တော်လိုင်းကပြည်သူတွေထောက်ပံ့မှုနဲ့ရည်တည်နေရတာမလားအင်းဟုတ်တယ်နော်အေးကိုပြောချင်တာလေအဲ့ဒါကိုတိမာကိုတို့ရဲ့ဗီဒီယိုတွေကတဘာဝဘေးတွေရောစစ်ဆိုတဲ့အာနာရှင်လူလူတွေရဲ့စစ်ဘေးတွေရောမဆိုင်နေရတာဆိုတော့ ခုခုဆိုလို့ရှိရင်ဘောလုံးပြည်သူတွေကိုအားတဲ့နာမည်လို့စေမကောင်းလည်းဖြစ်နေတယ်။အင်းဟုတ်တယ်နော်ကျွန်တော်တို့ရဲ့ပြည်သူတွေကအရင်ကတနာကြကောင်းတာပဲနော်။နိုင်မညီမလေးရဲ့အဲ့မဲ့လေဒီကပြည်သူတွေဒုက္ခရောက်နေတဲ့အကြောင်းရင်းကအာဏာငန်းငန်းတက်ပြီးပြည်သူတွေကိုမျိုးမျိုးစုံနဲ့ဒုက္ခပေးနေတယ်အဲ့ဆက်လက်ကြမယ်မလား။ဒါကြောင့်ဘာဖြစ်ဖြစ်ကိုတို့ကအာဏာရှင်တို့အမြင့်ပြတ်ချိန်ပုံးနိုင်မှုလို့ရတယ်။ပြည်သူတွေကိုအာဏာပေးမယ်လေ။ကိုယ်လက်ရှိလုပ်နေတဲ့ကမ်ပိန်းကလည်း ်ဘက်ကကြရဲအဓိကကြရဲမျိုးကြီးတွေကိုတိုက်ခိုက်တိမ်မိုက်နိုင်လို့ဆိုတော့ဒီကံမဲလေးကိုအောင်မြင်ပြီ။ဒါကြောင့်ခုံရကံမဲကိုနောက်ထပ်တလားတတန်းတွင်းကောင်းမလားလို့စဉ်းစားတာ။အဲ့ဆိုညီမလေးကိုဒီကံမဲကိုနောက်ထပ်တလားထပ်တော့မှာပေါ့နော်။အဲ့မော့အဲ့လိုပဲလုပ်ကြတယ်။ကိုကြီးညီမလေးကတော့လေပြည်သူတွေကိုယုံကြည်တယ်။အကြောင်းမို့လို့ညီမလေးတို့ရဲ့ရုပ်ပြနေရ MS27 ဆိုတဲ့ကမ်ပိန်းလေးကိုတက်တန်းတို့နောက်ထပ်တက်လာမှအောင်မြင်မယ်လို့လုံးဝယုံကြည်ရယ်ကိုကြီး ားညီမတို့ပြည်သူတွေကိုပြေးဝါယုံကြည်တယ်လို့ပေါ့ကိုလည်းပြည်သူတွေယုံကြည်ပါတယ်အဲဒီတော့ကိုကိုရဲ့ကံပဲဟုတ်တတန်းနောက်လာဆက်တူလို့ပဲဆုံးကြလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ကိုနားလည်ပါဗျာကျွန်တော်တို့ရဲ့တော်လန်မျိုးစပ်ပြည်သူနာခင်ဗျာခုလက်ရှိအမန်နဆတ်ကွန်ဆေးပြူဟာမှာပြုလုပ်လျက်ရှိတဲ့ကျွန်တော်တို့ရဲ့ပြပြနေတဲ့ MS27 ဆိုတဲ့ကမ်ပိန်းလေးဟာ တရက်၄လ2025မှာစတင်ခဲ့ပြီးဒီနေ့တရက်၅လ2025ခုနှစ်မှာတက်တန်းပြည့်မြောက်သွားပြီဖြစ်ပါတယ်တက်တန်းပြည့်မြောက်သွားပြီမဲ့လည်းအဲကျွန်တော်တို့ရဲ့ထောက်ပံ့ရရှိမှုရာဂိုင်းတော့မှအလွန်နှဲပါနေသေးတာကြောင့်အဲတရက်၆လ2025ရက်နေ့ထိကမ်ပိန်းကာလတစ်လတက်တန်းတွင်းမြင့်သွားဖို့ရှိပါတယ်ခင်ဗျာဒီကမ်ပိန်းလေးဟာအနာရှင်စစ်တပ်ရဲ့အဓိကကြရဲ့လူကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်မဲ့စစ်စင်ရေးတွေမှာရဲဘော်တွေအတွက်လိုအပ်တဲ့တက်ကယ်ကြီးကအင်ကြီးများ ်စားနေရိတ်ခါများလက်နက်ခဲယမ်းများနဲ့အစင်းမြင့် drone တွေဝေယူဖြည့်တင်းနိုင်မှုအတွက်ရည်ရွယ်ပြုလုပ်ထားတာဖြစ်လို့ကျွန်တော်တို့ရဲ့တော်လန်မိဘပြည်သူများအနေနဲ့ပါဝင်ကူညီအားဖြည့်ပေးကြပါဦးလို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာမြို့ပြတွေကိုခြေတက်နိုင်မှုမြို့ပြတွေက MS37 campaign မှာပါဝင်စို့